2016ခုနှစ်အော်တိုဝါလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့အောက်ဆုံးမိုးကြောင်အမြန်ရင်နှင်းမြုံမှုမှာတည်ဆုံခဲ့တဲ့ Homeland မြို့နယ်အတွင်းကဆရာဆရာမတွေနေရာမှာလက်ရှိအချိန်ထိအစားထိုးခန်းအနိုင်ခြင်းမရှိသေးဘူးလို့ Homeland မြို့နယ်ဒုပညာရေးမှူးဦးကျော်ဝင်းထွန်းရဲ့ပြောကြားချက်အရသိရပါဗျ။2016 2019ပညာသင်နဲ့ကုံဆုံးတော်မှာဖြစ်ပေမဲ့ရင်းရင်းနှမြုံမှုမှာ Homeland မြို့နယ်ကတည်ဆုံခဲ့တဲ့ဆရာဆရာမတွေရဲ့နေရာတွေသာမက အမြင်ရင်နင်းမြုပ်ပြီးနောက်ပိုင်းမှာနေရာပြောင်းရွှေ့ချထားပြီးတဲ့ဆရာဆရာမတွေရဲ့နေရာတွေမှာပါအစားထိုးခန့်အပ်နိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့သိရပါတယ်အပြောင်းအရွှေနဲ့အစားထိုးခံတာကစာသင်နှစ်တစ်နှစ်မှာတစ်နှစ်နှစ်ခါလောက်သာပြုလုပ်ပြီးအောင်ဆုံးမကျော်အမြင်ရင်မှောက်တဲ့အချိန်ကတော့အစားထိုးခံတဲ့အချိန်မဟုတ်တဲ့အတွက်ပြန်ပြီးမခန့်နိုင်သေးတာဖြစ်တယ်လို့ဟုံးမလေးမြို့နယ်ဒုပညာရေးမှူးဦးကျော်ဝင်းထွန်းကပြောပါရယ်။သူတို့တော့တရားမခန့်သေးဘူးကျွန်တော်တို့ယာယီပဲတွေ့ပြနေတာကြာ ကျွန်တော်မောက်တဲ့ချိန်ကကျွန်တော်တို့စားထုတ်ခက်တဲ့ချိန်မဟုတ်တဲ့တို့ကြောင့်မဟုတ်ကျွန်တော်တို့ကလေဒီခက်နာကကျွန်တော်ပညာရှင်နှစ်တစ်ခုမှတစ်ခါလေးနှစ်ခါကြိုင်နေပြတစ်ခါလေးတစ်ခါကြိုင်နေပြနော်အဲတစ်ခါကြိုင်နာဟိုကျွန်တော်တို့ကအဲ့ချိန်မှာမောက်တဲ့ချိန်မှာကြိုင်နေချိန်မဟုတ်တဲ့တို့ကြောင့်ကျွန်တော်တို့ကယာယီပဲပြတ်ပြတာပါဗျာအခုကလင်းလာတဲ့ရေးမလို့ပါမြေမြုပ်ခဲ့တဲ့အောင်ဆုံးမကျော်အမြင်ရင်ပေါ်မှာဟ ோம் မလင်းမြို့နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမ44ဦးစီးနင်းလိုက်ပါခဲ့ပြီး16ဦးသေဆုံးခဲ့က29ဦးအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့သိရပါဗျ။ ။အဲဒီနောက်တည်ဆုံသွားတဲ့ဆရာဆရာမတွေရဲ့နေရာမှာအစားထိုးခန်းအနိုင်ခြင်းမရှိသေးခြင်း။အသက်ရှင်လွတ်မြောက်လာတဲ့ဆရာဆရာမ28ဦးတွေက14ဦးကိုသူတို့နေထိုင်ရာမြို့နယ်အသီးသီးမှာပြန်လည်ပြောင်းရွှေ့ချထားပေးခဲ့ပါရယ်။အဲဒါကြောင့် Homeland မြို့နယ်မှာဆရာဆရာမနေရာပေါင်း32နေရာလစ်လပ်ခဲ့ကအခုချိန်ထိတရားဝင်အစားထိုးခန်းအနိုင်ခြင်းမရှိသေးပဲတခြားကျောင်းတွေကဆရာဆရာမတွေကိုသာယာယီတွဲပတ်အဖြစ်အစားထိုးပေးခဲ့တယ်လို့သိရပါရယ်။ ဒါပေမဲ့ဟ ோம் လင်းမြို့နယ်ကွန်တောင်ကျေးရွာမူလာရန်ကြောင်းမှာတော့အမြင်ရင်နှပြီးတည်ဆုံးသွားခဲ့တဲ့အထဲမှာမပါပေမဲ့တဦးမှာပြန်ပြောင်းတဲ့အထဲပါသွားတဲ့အတွက်အခုအခါမှာတော့ကျောင်းမှာဆရာမနှစ်ဦးပဲကျန်ကြောင်းတဦးပဲပြောင်းတာဖြစ်လို့ယာယီတွဲခန့်ပေးထားတာလည်းမရှိဘူးလို့အဲ့ဒီကျောင်းကဆရာမတဦးကပြောပါရယ်